ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျမမိတ်ဆွေများအင်္ဂလိပ်မွေးရက်အားလုံးပေါင်းပါတော့။အင်္ဂလိပ်မွေးရက်ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျမတို့23ရက်မွေးရက်တူပါ9ခန်းကြာရပါတော့။တရက်နေ့မွေးရက်မွေးတဲ့လူကတော့တရက်နေ့ကိုပဲယူရမယ်နော်။နှစ်ရက်နေ့မွေးတဲ့လူဆိုရင်နှစ်ရက်နေ့ကိုယူရမယ်။29ရက်နေ့မွေးတဲ့လူဆိုရင်တရက်နေ့ကိုယူရမယ်။30ရက်နေ့မွေးတဲ့လူကကြတော့3 3ရက်3ခန်းကိုယူရမယ်နော်။ အဲ့ဒီလိုမျိုးပဲတလုံးနဲ့ပေါင်းလိုက်မွေးကနန်းတလုံးနဲ့ကိုပေါင်းလိုက်ပေါင်းလို့ရတဲ့ကနန်းဒီကိုယ့်ရဲ့မူလကနန်းဖြစ်တယ်အဲ့ဒီကနန်းသမားကြီးမွေးကနန်းသမားကြီးရဲ့ဇယိုက်လက္ခဏာလေးတွေကိုပြပြပြီးဖြစ်ပါတယ်เนาะဒါကလည်းမိမိတို့မတိလို့မရအောင်အရေးကြီးတဲ့အချက်လက်ထဲမှာပါပါတယ်မိမိတို့ဘဝအတွက်အကျိုးရှိစေပါတယ်เนาะအဲ့တော့မွေးကနန်းနေရမှာတဲ့နှစ်ရက်နေ့ မွေးဖွားသူညာဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်ရမယ်တဲ့စိတ်ပိုင်းဆိုင်ရာမထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်အိမ်တော်20ဖြစ်တတ်ပါတယ်ဒါမှမဟုတ်ရင်ငယ်ပဲစင်မှာအိမ်တော်ကြမလို့ဖြစ်ပြီးတော့မှအိမ်တော်မကြဘဲနဲ့နော်အသက်အရွယ်တစ်ခုရောက်မှအိမ်တော်ပြုတ်လိုက်ရတာမျိုးဒါဆိုရင်လည်းအိမ်တော်20ဖြစ်သွားတတ်ပါတယ်၃ရက်နေမွေးတဲ့သူများကကြတော့တဲ့ဘဝမှာ မိဘရဲ့အရှိန်ဝါနဲ့မော်ကြွားတက်ပါလေဒါပေမဲ့သူတို့ကကိုတူးကိုချုံနေလုတ်တမြအောင်နေတယ်ဘဝမှာတစ်ခါလောက်ကတဲ့ထီစုကြီးတွေလည်းပောက်တက်ပါလေအရှိန်အဝါကြီးမားလာပြီးတော့မှစီးစိမ်ချမ်းသာနေနဲ့ပိုင်ဆိုင်သွားရတက်ပါလေစူးစားဖို့တော့လိုအပ်ပါလေတဲ့နော်သုံးကနန်းသမားကြီးပေါ့နော်သုံးကနန်းသမားကြီးဖြစ်ပါလေ လေးကနန်းသမားတွေကတော့ကျွန်တော်တို့ကြုံညာကြပန်းနေပြုတ်လို့ဆောင်ရွက်တတ်ပါတယ်ဘယ်လို့မဆိုသူတို့ကကြိုးကြိုးစားစားနဲ့လုပ်တယ်တစ္ဆာရှိတဲ့သူတွေလည်းဖြစ်ပါတယ်လေးကနန်းသမားတွေကသူတို့မှအောင်မြင်ပါတယ်တဲ့ဒါပေမဲ့သူတို့မသိတဲ့နောက်ွယ်မှာရန်သူရှိပါတယ်တဲ့ရန်သူကလည်းကိုယ့်ရဲ့မိတ်ဆွေရင်းချတငယ်ချင်းရင်းချတွေထဲမှာရှိနေတတ်ပါတယ် လူယုံမွေးတို့လုံးဝမရပါဘူးတဲ့ဒါကလေးကနန်းသမားတွေဖြစ်ပါလေကိုယ့်ရဲ့မိသားစုတွေခွဲခွာပြီးတော့လည်းနေရတတ်တယ်ကိုကတက်တက်ခွဲထွက်နေတာမျိုးမိသားစုကတက်တက်နေရတာမျိုးတွေလည်းကြုံရတတ်ပါလေဒါပေမဲ့လို့ခွဲစိတ်ကုသမှုနှစ်ကြိမ်တစ်ခါကြုံရတတ်ပါတယ် operation ခွဲစိတ်ကုသတာမျိုးတွေဖြစ်ရတတ်ပါတယ်သူတို့ကရေလန်းခကြီးနဲ့လုံးဝ မတည့်ပါဘူးရေလန်းခရီးလုံးဝသွားလို့ရပါဘူးအခုကျမပြောပါတာလေးကနန်းအထိဖြစ်ပါတယ်တမားတွေကိုရမွေရတဲ့အားလုံးပေါင်းလို့ငါးကနန်းရောက်တဲ့သူတွေကမိတ်ဆွေကောင်းများတယ်မိတ်ဆွေကောင်းပေါများတယ်သူတို့ကလူအားလုံးနဲ့တဲ့အောင်လို့ပေါင်းတတ်တယ်သူတွေအားလုံးနဲ့တင့်မြအောင်လို့လည်းပေါင်းတတ်တယ် လူမှုရေးအဖွဲ့အစည်းတွေမှာသူတို့မပါရင် မပြီးဘူးသူတို့မရှိရင်မဖြစ်ရအောင်လို့သူတို့ကလူမှုရေးလဲကျွမ်းကျင်တယ်အပေါင်းသင်းဆန့်တယ်လူကြည့်လူခင်ပေါများတယ်ငားကနန်းသမားတွေอ่ะပေါ့เนาะဒါပေမဲ့သူတို့ကစောက်ကြီးသမားတွေအရာရာကိုလက်တွေ့ကြကြသူတို့ကဖြတ်တန်းတယ်အာယုံကြောအာနေမယ်မြင့်မှန်တက်ရတယ်ငငယ်ရွယ်ရွယ်နဲ့မြင့်မှန်တက်ရတဲ့သူမျိုးပေါ့ဒါဆိုရင်ငားကနန်းသမားတွေဖြစ်တတ်ပါတယ်၆ခဏန်းသမားတွေကကြတော့သူတို့ကဘဝကို အချီရေးနေပဲဘဝကိုအချစ်တစ်ခုအတွက်နဲ့ဘဝကိုကုံဆုံးတက်တယ်အချိန်တိုင်းအချစ်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 တမားတွေအလွမ်းအဆွေးတမားတွေပေါ့လွမ်းနေဆွေးတဲ့သူတို့ဘဝကိုသူတို့ကအလွမ်းအဆွေးနဲ့ဖျက်ဆီးသွားတယ်အချိန်တိုင်းညက်ရည်ကြာတက်တယ်အတဲကွဲနေရတက်တယ်ဒါပေမဲ့လို့သူတို့ကအမှုပညာလုပ်ငန်းတွေလုပ်မှဆိုရင်တည်ကြပေါ့အောင်မြင်တယ်အမှုပညာလုပ်ငန်းတွေနဲ့အောင်မြင်ကြော်ကြတက်တယ်စကားပြောချက် စွန့်ရင်လည်းမြင်မာတတ်တယ်အဲတော့မိန်းကလေးတရားကိုသူကကြလာအောင်လည်းပြောဆိုတတ်တယ်6ခန်းသမားတွေခုနှစ်ခန်းသမားတွေကကြတော့သူကအလှပကြိုက်တယ်အမှုပညာမြန်လို့တယ်တတ်တတ်ရရတတ်တတ်မြန်မြန်နေတတ်တယ်အမွေအကြိုင်လေးသူကဟိုနည်းဖြစ်တယ်ဒါပေမဲ့လူတိုင်းနဲ့လည်းတက်အောင်တောက်တတ်တယ်အောင်မြင်အောင်လို့လည်းသူကပြုလုပ်တတ်တယ်ဒါပေမဲ့လို့သူတို့ကသူတို့မကြည့်ရင်လုံးဝသူတို့နောက်ကတ်လို့မရအောင် သူတို့စိတ်တိုင်းကြတဲ့သူမျိုးလူရွေးပေါင်းတတ်တာပေါ့နော်အဲ့တော့သူတို့ကစိတ်ကြီးရင်လည်းကြောက်ဖို့ကောင်းတယ်သူတို့စိတ်လျှော့မယ်သူတို့တိတ်ခတ်မယ်ဆိုရင်လည်းချစ်ဖို့ကောင်းတယ်ပေါ့ခုနကနေသမားကြီးအမှုပညာတွေဝါသနာပါတဲ့တချင်းဆိုတာတွေဝါသနာပါအမှုပညာလုပ်ငန်းတွေချစ်မြတ်မျိုးတက်တယ်အမှုပညာနဲ့လုပ်မယ်ဆိုရင်အောင်မြင်တတ်တယ်ရှေ့ကနန်းသမားတွေအားကြတယ်သူက တကူကောင်းနည်းနည်းလေးစမ်းတယ်ဒါအားဆိုးပါတယ်လက်တွေ့ကြကြဖြတ်တန်းပါတယ်အောင်မြင်အောင်လုပ်တယ်လုပ်တတ်ပါတယ်အတိုက်ခံတွေကိုပြုတ်လုပြီးတော့မှတို့ကအောင်မြင်မှုကိုရယူတတ်ပါတယ်တို့သွားတဲ့လမ်းကြောင်းမှာအငဲတဲ့အတိုက်ခံအနောက်ရက်တွေကြုံတွေ့ရတတ်ပါကာစီတင်ဖြစ်တာတို့ရေလန်းခီးမှာသွားရင်းနဲ့ရေနစ်တလူဖြစ်တာမျိုးဖွဲ့စိတ်ကုတာမှုတွေကြုံရတာမျိုးပောက်ပွဲမှုတွေဖြစ်ပေါ်တာမျိုးတွေခဏခဏကြုံတွေ့ရတတ်ပါအသက်ဘေးကနေလည်းခဏခဏလွတ်မြောက်ရတတ်ပါ ရှီကနန်သားမားရီကဘဝမှာဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်သူကရင်ဆိုင်နဲ့ကြော်လွားတယ်ဘဝကိုအောင်မြင်အောင်လုပ်တယ်နာမည်ကြီးရရှီယောင်းပစ္စည်းတွေစိုက်နေတတ်တယ်ကိုကနန်သမားရီကတော့တိုက်ခံကိုကြော်လွားပြီး အောင်မြင်တတ်ပါတယ်ထူးကြုံတယ်အလောင်းကစားမှလည်းအောင်မြင်တတ်ပါတယ်အဲ့တော့ကိုကနန်သမားရီကအလောင်းကစားနဲ့အကျိုးပေးတယ်အလောင်းကစားကိုထူးကြုံတယ်တကြွန်းနေပါတော့သူတို့ရှင်လို့မရအောင်နောင်ကစားတွေနဲ့ပတ်သက်လာရင်ရှင်လို့မရအောင် နောက်တစ်ခုကိုကနန်းသမားတွေကဘဝမှာအခက်ခဲမျိုးစုံကိုရင်ဆိုင်ကြော်လွားပြီးတော့မှအောင်မြင်မှုတွေကိုရရှိတတ်ပါတယ်။တိကနန်းသမားနော်။မွေးကနန်းထဲမှာတိကနန်းသမားတွေကတောင်းပါတယ်။သူတို့ကစိတ်ရကောင်းဖြစ်တတ်တယ်၊ခေါင်းဆောင်ကောင်းတယောက်ဖြစ်တတ်တယ်။ဦးဆောင်လူစိတ်ရှိတယ်နော်။ပေးရမစို့သူတို့ကဥစားနေတာ ဘယ်ရာမစိုးသူတို့ကဥဆောင်နေတော့ကုန်တယ်စီးပွားလုပ်ငန်းနေနဲ့အကျိုးပေးတယ်ဒါပေမဲ့သူတို့ကကိုပိုင် လုပ်ငန်းနေအောင်မြင်တတ်တယ်ကိုပိုင်လုပ်ငန်းနေနဲ့အောင်မြင်မှုကိုထိမ့်သိမ့်နိုင်တယ်နောက်ခြေထောက်မှာတော့ဥပပေးတယ်